နဲ့ရုပ်ဤအလုံးတနေ့တွင်နဲ့ရုပ်သည်နမင်းကြီးထံအခွင့်တောင်းလေသည်တပည့်တော်ကို လူတွေထဲသွားခွင့်ပေးတော်မူပါ လူတွေထဲသွားပြီးလူတွေကိုဒုက္ခမပေးရင် သွားစီလူတွေကိုဒုက္ခမပေးပါသခင်သွားစီ နှစ်ယောက်သည် သူ့အတိုက်အဝင်းထဲမှထွက်ခါလူတွေနေသည့်နေရာကို ရောက်လာသည် လူတွေကြားထဲတွင် ကိုယောင်ဖြောက်ခါရောက်လာသောနှစ်ယောက်သည်တဲလေးတည်းအနီးရောက်လာသည်တဲလေးဘေးတွင်မိသားစုတစုသည်ပျော်ရွှင်စွာဖြင့်ကခုန်နေသည်နယုတ်တို့ထုံးစံအတိုင်းသူများတွေပြောနေရင် မနာလို့ဖြစ်တတ်ရ။အင်းဒီမိသားစုကို ဒုက္ခမပေးရသမျှငါဒီတဲနာကမခွာတော့ဟုဆုံးဖြတ်လိုက်လေသည်သူသည်တဲအနီးချင်းကတ်သွားရာနွားတကောင်ကိုတိုင်၌ခြိထားသည်ကို တွေ့လိုက်ရသည် အမျိုးသမီးကသားဖြစ်သူကို သားရေနွားနို့လေးသွားညစ်ထားလိုက်အောင်လေဟုပြောလိုက်ရာသားဖြစ်သူက ပုံးလေးကင်ပြီးနွားအနီးကိုရောက်လာသည်နေရုပ်ကနွားအနီးကိုချင်းကပ်ပြီးနွားကိုကြောက်အောင်ခြောက်လိုက်သည် နွားသည်ကြောင်းလန့်ပြီးနောက်ပြန်ကန်လိုက်ရာနွားနို့ညှင့်ရန် ခေါင်းငုံနေသော ခလေးကောင်းကိုကန်မိပြီးခလေးသည် ပွဲချင်းပြီးထေသွားသည် အမျိုးသမီးကအော်ဟစ်ခါနွားအနီးကိုရောက်လာသည်စိတ်ဆိုးလွန်းသဖြင့်နွားကို အနီးရှိမျက်ခုတ်သားနှင့် ခုတ်လိုက်ရာ နွားလည်းထေလေသည် အမျိုးသမီးကသားကိုဖက်ခါငိုနေစဉ်လေတဲကယောက်ျားဖြစ်သူပြန်လာသည် သူကနွားလဲသည်သားလဲသည်သဖြင့်စိတ်ဆိုးကအကျိုးအကြောင်းမေးမြန်းသည်မိမကနွားကံ၍သားသည်သားသည်၍နွားကိုတတ်မိကြောင်းပြောပြသည်ယောက်ျားကလည်းစိတ်ဆိုးပြီးမိမကိုကြွားမိဟုပြောသည်လင်မယားနှစ်ယောက်ရံဖြစ်နေပြီးတပ်ပုတ်နေစဉ်မိမဘက်မှအကိုရေရောက်လာကား ရောက်ဖဖြစ်သူကိုဝါရိုက်ကြသည်နှစ်ဖက်ဆွေမျိုးတွေရောက်လာပြန်ပြီးတရွာလုံးနီးပါးဒုတ်ဆွဲဓားဆွဲတွေ ဖြစ်ကုန်ကြပြန်သည်နတ်ယုတ်ကြောင့်ငိမ့်ချမ်းနေသောရွာလေးမှာ ချက်ချင်းစုညံပြီးတပ်ပုတ်ကုန်ကြသည်ဖျားသခင်ကရောက်လာပြီးအသင်နတ်ယုတ်မြည်တို့လှုပ်လိုက်သည်နီသင်ဒီမှာရှိနေလျင်သင်စနတ်သာဖြစ်ပေလိမ့်မည်ဟု ဆိုလိုက်သည် နဲ့ရုပ်ကဖြည်သည်တပည့်တော်ကနွားကိုကြောက်အောင်၆လိုက်ယုံလေးပါဖျားဟုပြန်ဖြည်လိုက်သည်လောကကြီးတွင်ထိုနီးနင်နင်သာဖြစ်သည် အချို့သောမကောင်းမှုသို့မဟုတ် စကားလေးတစ်လုံးသည်ဘာမှမဖြစ်လောက်သည့်အရာလေးဟုထင်မှတ်တတ်ကြသည်သို့သောစကားလေးတစ်လုံးကြောင့်သို့မဟုတ် အပြုအမူလေးတစ်ခုကြောင့်ကဘာပြက်လို့မတက်ဖြစ်ကုန်သူတွေများလာသည် ိုကအမိတ်ပေးနိုင်သူ ဖြစ်သောကြောင့်သွားစေဟု၍တလုံးနေသောစကားဖြင့်ခိုင်းလိုက်တော်လဲတရွာလုံးပျက်စီးလူနီးပါးဖြစ်သွားတတ်သည်ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook YouTube Spotify Apple Podcast စတဲ့ platform များမှာနေစင်နားဆင်နိုင်ပါတယ်။အခုလိုအဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ရင်းအေးရ Podcast ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကိုအရင်ခံတဲ့နေစဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာဖြတ်သန်းနိုင်ကြပါစေ။ ကျမကတော့ကေပါ